အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါကျွန်တော်ရဲ့လောကကျော် channel လေးကိုအားပေးနေကြတဲ့ချစ်ရတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါရယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးတွေကတော့နိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါက်ဆန်းစုကြည်ရဲ့နှိမ့်ချဆယ်ပြေးမွေးနေ့အတွက်ကမ္ဘာတဝန်းကစူတောင်းတန်တွေဟာသတ်မှတ်ထားတဲ့ဂင်းနစ်စံချင်အောင်ချိုးနေပြီဖြစ်တာကြောင့်ပြည်သူတွေရဲ့ဒီမိုကရေစီလိုလားတောင်းဆိုမှုကိုထင်ရနေတာပဲဖြစ်ပါရယ်မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့ဇွန်လ19ရက်နေ့မှာကြောက်ခဲ့တဲ့ နှိမ့်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ကဘာသွန်းကထောက်ခံသူတွေပေးပို့ခဲ့တဲ့မွေးနေ့ဆူတောင်းဗီဒီယိုတွေဟာအများဆုံးတော့ online မွေးနေ့ဆူတောင်းဗီဒီယိုများဖြစ်ဂင်းနေ့စံချိန်တင်ဖို့တေချာတော့ရှိသွားကြောင်းကိုသိရပါဗျ။အိစံချိန်တွေအောင်ပွဲဟာဆရာနာတင်မှုကြောင့်2023ခုနှစ်ကစပြီးမတရားဖန်ဆီးထင်းထင်းခံထားရတဲ့သူမတို့ကဘာလုံးဆိုင်ရာထောက်ခံမှုနဲ့တရားမျှတမှုတွေတောင်းဆိုတန်တွေဘလောက်ပြင်းထန်နေလဲဆိုတာကိုတက်သိပြလိုက်တာပဲဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတည်တည်ကပြည်သူများနိုင်ငံတကာအတိုင်းဝိုင်းဝင်နေတဲ့ မြန်မာပြည်သူတွေက၎င်းတို့ရဲ့မွေးနေ့ဆုတောင်းစကားများမျှော်လင့်ချက်များနဲ့ဒေါ်စန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုတမ်းများကိုဗီဒီယိုဖိုင်များဖြင့်စိတ်အားထက်သန်စွာပေးပို့ခဲ့ကြတာပါ၎င်းဗီဒီယိုတွေမှာပါဝင်တဲ့သူတွေအားလည်းလူမျိုးဘာသာအသက်အရွယ်မရွေးဒေါ်စန်းစုကြည်ရဲ့ပုံရိပ်ကိုကန့်ဆောင်ပြီးဒီမိုကရေစီရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုဖော်ပြခဲ့ကြတာပဲဖြစ်ပါတယ်ယခုလိုဂင်းနေစမ်းချိန်တင်နိုင်ခဲ့ခြင်းအားလည်းမွေးနေ့ပွဲကျင်းပခြင်းတသက်မဟုတ်ပဲဆရာနာရှင်စနစ်အောက်မှာတရားလက်လွတ်ဖမ်းဆီးချုံနောက်ခံထားရတဲ့ဒေါ်စန်းစုကြည်ပါဝင် ိုင်ငံရေးအကျဉ်းသားအားလုံးကိုမမေ့ချောင်းနဲ့၎င်းတို့နဲ့တူတသားတဲ့ရက်တည်နေကြောင်းကမ္ဘာကိုပြတ်တလိုက်တဲ့ပြောက်တစ်ခုလည်းဖြစ်ပါရယ်။ဒါမွေးနေ့စုတောင်းစံချိန်တင်တာထက်အများကြီးပိုလေးနဲ့ပါရယ်။ဒါမျောလင်းချက်တွေရဲ့စံချိန်မတရားမှုကိုစံချိန်နဲ့ညှဉ်းညွတ်မှုရဲ့စံချိန်တစ်ခုပါ။အမေစုကိုတူတယောက်တည်းမဟုတ်ဘူး။ကမ္ဘာကြီးကလည်းသူ့ဘက်မှာရှိတယ်ဆိုတော့သတင်းစကားပားလိုက်တာပါပဲလို့ကမ်ပိန်းမှာပါဝင်ခဲ့သူတို့ကလည်းခုလိုဆိုထားပါရယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့ဆေးရနာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုစစ်ကောင်စီကမတရားဆွဲချက်တွေနဲ့ဖမ်းဆီးခဲ့ပြီးနှိရှိထောင်နဲ့များချမှတ်ကထိမ့်သိမ်းထားတာပဲဖြစ်ပါတယ်။သူမနဲ့ပြင်ပကဘာဆက်သွယ်ပြတ်တောက်နေချိန်မှာယခုကဲ့သို့ကဘာတဝန်းကထောက်ခံမှုတွေစူးစီးပြသနိုင်ခြင်းအားလည်းမြန်မာပြည်သူများအတွက်ကြီးမားတဲ့အားစီးတစ်ခွက်လည်းဖြစ်စေခဲ့ပါတယ်။ဒေါက်ဆန်းစုကြည်ရဲ့နှိရှိပြည့်မွေးနေ့မှာဂင်းနစ်စံချိန်တင်ဖို့ဗီဒီယိုပေါင်းသသိန်းကျော်ရရှိခဲ့တဲ့ဖြစ်ရဟာလည်းသူမရဲ့ပုဂ္ဂိုလ်ဆိုင်ရာဂွန်ပုဂ္ဂိုလ်မြင့်တင်ပေးုံသာမကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာရဲ့စိတ်ဝင်စားမှုနဲ့ခိုင်မာတဲ့ထောက်ခံမှုတွေဆက်လက်တည်ရှိနေစေဖြစ်ကြောင်းအခိုင်အမာတက်တည်ထူလိုက်ခြင်းလည်းဖြစ်ပါတယ်။ဆီယနာသိမ်းမှုနောက်ပိုင်းလင်းနေနီဘာကာလအတွင်းမှာလည်းဒေါန်ဆန်းစုကြည်အားစာအုပ်ရဲ့200ကျော်ကိုဖတ်ရှုပြီးစီးခဲ့ကြောင်း BBC ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ပြင်ပကဘာနဲ့ဆက်သွယ်အပြည့်အဝနီဘာဖြတ်တောက်ခံထားရတာတော့ဒေါန်ဆန်းစုကြည်အားစာပေကသဆင်းသူမရဲ့ဉာဏ်ပညာနဲ့အထူးကြံမှုတွေကိုအန်တုနေရဲ့လောက်ရဟာဖိနှိပ်မှုကြားကသူမရဲ့မပြတ်သောစိတ်ဓာတ်ကိုဖော်ပြနေပြီး မြန်မာပြည်သူလူထုနဲ့ဒီမိုကရေစီလှုပ်ရှားမှုကိုအားပေးသူများတို့ဆန္ဒမူနာတစ်ခုဖြစ်ဆက်လက်တည်ရှိနေတာပဲဖြစ်ပါတယ်။ထောင်စန်းစုကြည်နဲ့ပတ်သက်ပြီးကိုဇန်ခီကလည်း၎င်းဟာတစ္ဆာခံမဟုတ်ပဲတစ္ဆာရှိတဲ့ follower တယောက်သာဖြစ်ကြောင်းရေးသားလာခဲ့တာပဲဖြစ်ပါတယ်။သဆုံးတယောက်ကသူ့ကိုပြောမှုတယ်တဲ့ခမ ्या ကတစ္ဆာခံတယောက်ပဲတဲ့သူကမငင်းပါဘူးတဲ့ဒါပေမဲ့သုံးလုံးလေးတော့နည်းနည်းပြင်ကျင်တယ်လို့ဆိုပါတယ်။သူဟာတစ္ဆာခံမဟုတ်ဘူးတစ္ဆာရှိတဲ့ follower တယောက်ပါတဲ့။ဘာလို့များတစ္ဆာရှိနေရတာလဲဆိုတော့ အမေစုဟာပြည်သူလူထုပေါ်မှာရိုးသားပြီးတစ္ဆာရှိတဲ့ခေါင်းဆောင်တယောက်ဆိုတာ तू သိနေလို့ပါတဲ့ဒါယုံကြည်အားထက်ပိုပါတယ် तू သိနေတာပါဘလို့သိတာလဲလို့မေးလာခရင်သူ့ရဲ့ထွာချက်တွေသူ့ရဲ့ရည်တည်မှုစ조사ခဲ့မှုတွေရုံးကန်ခဲ့မှုတွေကိုကြည့် तू ပြောတဲ့စကားတွေနဲ့ तू လက်ရှိဖြတ်တန်းနေရတွေကိုရှင်းကြည့်လိုက်ရင်အဖြေကရှင်းနေပါတယ်တဲ့ထောင်ဆန်းသူကြီးကိုထောက်ခံသူတွေကို personal cat လို့ခေါ်တဲ့ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလုပ်နေတယ်လို့ပြောတဲ့သူတွေလည်းရှိပါသေးတယ်ဒါဟာလူတို့ကိုစော်ကားနဲ့အတူတူပါပဲ။ ။ဘာလို့လဲဆိုတော့ဒေါန်ဆန်းစုကြီးရဲ့တမိုင်းဟာဘယ်ဘိုးတော်ဖះလက်ထက်ကပုံမြင်နေမှမဟုတ်တာ။အခုကျွန်တော်တို့မျက်စိရှိမှရင်ဖြစ်ပျက်နေရဖြစ်မှန်တွေပဲလေ။လူတွေကသူတို့ပေါ်ဘသူကကောင်းတဲ့မကောင်းတဲ့ဆိုတာလောက်ကိုတော့ဘာဘွဲဒီဂရီမှမလို့ပဲသိနိုင်စွမ်းရှိကြပါတယ်တဲ့။သူ့ရဲ့တစ္ဆာရှိမှုဟာမျက်ကန်းယုံကြည်မှုမဟုတ်ဘူးဆိုတာကိုတက်တည်ပြဖို့သူကသူ့ဘွားရဲ့ကိုယ်တွေ့ဖြစ်ပျက်လေးတစ်ခုကိုလည်းဒီလိုမျှဝေထားပါသေးတယ်။ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။သူကညာတိုင်းခင်မွန်ကြီးဆယ်ပါးကိုကတော်လေးရှိတယ်။ အချိန်လုံးကသူ့ရဲ့ကရောကန်ပုပ်ကွေတွေထဲမှာတိတ်ကိုကြီးညိုလေးစားတဲ့ဆရာတော်ကြီးတစ်ပါးပါခဲ့ဘူးပါတဲ့ဆရာတော်ကြီးရဲ့မျက်နှာတော်ကိုမြင်အောင်ပြီးမှကရောတယ်တရားတွေနားတယ်စာအုပ်တွေဖတ်တယ်တိတ်ကိုကြီးညိုခဲ့တာပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့အဲ့ဒီဆရာတော်ရဲ့တရားတွေစာတွေထဲမှာအမျိုးသားရေးကိစ္စတွေမုံတရားဆန်တဲ့အပြောဆိုတွေပါလာတယ်နောက်ပိုင်းမှာပူပူဆိုးလာတဲ့အခါဒါမဟုတ်တော့ဘူးဆိုတာတေးကြသွားတဲ့နေ့မှာပဲအဲ့ဒီဆရာတော်ဟာသူ့ရဲ့ခင်မွန်းကြီးဆယ်ပါးမှာမပါဝင်တော့ပါဘူးချက်ချင်းပဲထုတ်ပယ်လိုက်ပါတယ်တဲ့စဉ်းစားကြည့်ပါ အာနာမသိငယ်တနှစ်လောက်ကဒီเจ้าကသာလူသိရှင်ကြပြောလိုက်ရင်သူကိုယ်တိုင်ဖြောက်သွားနိုင်လောက်အဲ့ဒီဆရာတော်ကတကိုးကြည့်ပါတယ်တဲ့သူပြောချင်တာကအခုဒေါ်ဆန်းစုကြည်ပေါ်မှာလဲဒီတိုင်းပါပဲတဲ့တစ္ဆာရှိရှိ follow လုပ်တယ်ဒါပေမဲ့ blind faith မျက်ကမ်းယုံကြည်မှုမျိုးနဲ့တော့ဘယ်တော့မှမဟုတ်ဘူးတကယ်လို့သူမသာတိုင်းပြည်နယ်လူမျိုးကိုတစ္ဆာဖောက်တဲ့သူတရားလို့တေးကြသွားခဲ့ရင်တစ်ဆက်ကတော့မဆိုင်ပဲသူ့ကိုထောက်ခံတာရက်လိုက်မှာပါတဲ့ဒါပေမဲ့ဒီလိုပြောလိုက်လို့မေစုကို perfect ဖြစ်တဲ့ 6ပြည့်ကင်းတဲလဲစဉ်သူတော်စင်ကြီးလို့ပြောနေတာလည်းမဟုတ်ပြန်ပါဘူးဘသူမှပါဖက်မဖြစ်နိုင်ပါဘူးခေါင်းဆောင်တယောက်အနေနဲ့အမားတွေရှိနိုင်တယ်တစ္ဆာရှိတဲ့ follower တယောက်အနေနဲ့အဲ့ဒီအမားတွေရဲ့ဝင်ကိုကူပြီးဝင်ထမ်းပေးမယ်ကို image ထိခိုက်မှကြောက်လို့စွန့်ပြစ်သွားမဲ့လူတွေထဲမှာသူမပါဘူးလို့ခံယူထားပါတယ်ဘာလို့လဲဆိုတော့သူမဟာဖွဲ့စည်းတစ်ခုလူမျိုးသူစုရဲ့လူမျိုးရေးထက်တနိုင်ငံလုံးရဲ့လူမျိုးရေးကိုကြိုးပမ်းနေသူတယောက်လို့သူယုံကြည်နေလို့ပါပဲတဲ့နောက်ဆုံးချက်အနေနဲ့သူကတွန်လှန်ရေးအခြေခံအကြောင်းတရားကိုလည်းထောက်ပြသွားပါသေးတယ် တော်လဲရအာနာသိန်းလို့ဖြစ်လာခဲ့တယ်။ဒါကိုဘယ်သူမှငင်းလို့မရဘူး။ချစ်ချစ်မုံမုံငင်းလို့ကိုမရတာ။ဆိုတော့အာနာလူကန်လိုက်ရအစိုးရဟာအတုံးမကြတဲ့ပြည်သူမကြိုက်တဲ့အစိုးရဆိုရင်တော်လဲရဖြစ်လာစရာအကြောင်းမရှိဘူး။ရှင်းရှင်းလေးပါပဲ။သူပြောချင်တဲ့ဆိုလိုရင်းကတော့ပြည်သူအစိုးရဟာပြည်သူအစိုးရအစ်စ်ဖြစ်ခဲ့တယ်လို့လူလူခေါင်းဆောင်ကလည်းလူလူခေါင်းဆောင်စစ်ပဲဖြစ်တယ်။လူလူခေါင်းဆောင်နဲ့တော်လဲရကိုလည်းခွဲထုတ်လို့မရဘူးဆိုတာပါပဲ။စားရဲဆုံးမှာတော့သူကရန်ကိုအမတ်တရားဖြစ်စရာနည်းနည်းထူးဆန်းတယ်လို့ဆိုရမယ့်ဖြစ်ပျက်လေးတစ်ခုနဲ့ အဆုံးသတ်ထားပါဗျ။ဒါကတော့အာနာမသိငယ်မေဆုနဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့ကအမှတ်တရပါပဲ။အဲ့နေ့ကိုပြန်တွေ့ခြင်းရှေးပြင်းနမိတ်လိုထူးဆန်းတာရှိခဲ့တယ်တဲ့။အမေရဲ့ပြည့်စုံကိုရီးယားရှိဟာခါတိုင်းဆိုသူတို့ကိုတွေ့ရင်ပြုံးပြော်နေကြ။အဲ့နေ့ကျမှမျက်နှာကမှိုင်နေတယ်။သူ့မျက်လုံးတွေထဲမှာဝမ်းနေနေတဲ့ရဲ့ရောင်တွေနဲ့တခုခုကိုသိနေပြီမဲ့ပြောပြလို့မရတဲ့ခံစားချက်မျိုးကိုမြင်ခဲ့ရလို့ဆိုပါရယ်။နောက်တစ်ခုကပြန်ကနေမိကိုကြောကြတယ်။ပုံမှန်ဆိုရင်မိကသူ့ထွက်လာတဲ့အပေါက်ကနေပဲပြန်ဝင်သွားလိမ့်ရှိတယ်။ ။ဒါမဲ့အဲ့ဒီနေ့ကထူးထူးခြားခြားပဲသူကိုယ်တိုင်ကဥဆောင်ပြီးသူတို့ကိုအိမ်ပေါင်းဝတီလိုက်ပို့ပြီးအဆောင်တွေကိုတော့လှမ်းခေါ်ပေးခဲ့တယ်တဲ့။အမေရဲ့နောက်ကျောဘက်ကိုပြင်မာနေကက်ဆုံးပထမဆုံးမြင်မှုတာအဲ့ဒီနေ့ပါပဲတဲ့။သူ့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားခဲ့တယ်လို့သူကရင်ဖွင့်ထားပါဗျ။သူရတဲ့ဇာလေးကတော့ဒါပါပဲခင်ဗျာ။ဒီစာကိုသူက Happy Birthday မေဆုအမေဆုကျမ်းမာပါစေဆိုတဲ့စုတောင်းနဲ့အဆုံးသတ်ထားပါဗျ။ဒီစာရင်းတဲ့ဆောင်ကလူတယောက်ရဲ့ခေါင်းဆောင်သူဥပ္ပေါ်ထားတဲ့တစ္ဆာတရားအသိဉာဏ်နဲ့ရှင်တဲ့ယုံကြည်မှုနဲ့ မမိတ်မတုံရှိနေတဲ့မျောလင်းချက်တွေကိုအကောင်းဆုံးပုံဖော်ပြသွားတာပဲဖြစ်ပါတယ်။မတ်ပန်ဆယ်လူကလည်းမိငယ်ကတော့ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူးဆိုကသူမရဲ့လူမှုကွယ်ပေါ်မှာအားလုံးရဲ့နှလုံးသားကိုထိမှန်စေမဲ့စာတုံးလေးတစ်စောင်နဲ့တူအမတ်တရဓာတ်ပုံလေးတစ်ပုံကိုပါမျှဝေခဲ့ပါတယ်။ဒါရိုးရိုးမွေးနေ့စူတောင်းတစ်ခုထက်အများကြီးပိုတဲ့ဂရိကဝတ်တစ်ခုတံမင်းလိုခိုင်မာတဲ့စိတ်ဓာတ်တစ်ခုကိုဖော်ပြနေတဲ့စာတစ်စောင်ပါ။သူကမေဆုနဲ့သူရိုက်ကူးထားတဲ့ဓာတ်ပုံလေးနဲ့တူသူ့ရဲ့ရင်သွင်းစကားကိုဒီလိုဖွင့်ရထားပါတယ်။တော်လန့်မွေးနေ့ပါမေ။ တက်ရှိကျမ်းပါပါစေအမေနဲ့ပြန်သေးခွင့်ရဖို့မဆုံးမနစ်ကြိုးစားနေပါဗျ။မိငယ်ကတော့ဘယ်တော့မှရှုံးပေးမဲ့ပုံမပေါ်ဘူး။ကိုယ်တွေပဲငေးမောသွေးဝင်နေမှဆိုလို့တတိပေးနေရတာဆိုကဂျေးသားထားပဲဖြစ်ပါတယ်။သူမကမွေးနေ့ကိုတော်လန်မွေးနေ့လို့တုံးလုံးလိုက်ခြင်းအားလဲဒါဟာပုတ်ကိုရေးစူတောင်းတတ်တတ်မဟုတ်ပဲတိုင်းပြည်ရဲ့တော်လန်ရေးခရီးကြမ်းနဲ့အမေစုရဲ့ဖြစ်တည်မှုဟာတသားနဲ့ကြာနေဆိုတဲ့အသေးပဲကိုဖော်ဆောင်လိုက်တာပါ။ဒါဟာသူမရဲ့နိုင်ငံရေးမြင်ပြတ်သားမှုကိုလည်းပြတ်သားရရောက်ပါတယ်။ နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်ပါကျန်းမာချမ်းသာကြပါစေခင်ဗျာ thank you